ြိုင်ကဝေနိုင်ချင်းနေတယ်ပါတီတော့ရဲ့ခွင့်ကောင်းမဲ့ပွဲရဲ့စစ်ကောင်မရှင်ကျင်ပါတယ်ယူကပွဲကိုလုံးဝစန့်ကျင်တွားပြီနော်တွားတာမှနည်းနည်းလေးမဟုတ်ဘူဘူအဆင့်ပါဝင်အင်အားရာချီမတာပေါ်ပေါ်ပြီကဲမောင်းကဘလို့ချက်ကြမလားဆိုတော့ ုံးမဲမင်္ဂလာပါရွှေ family မှပြန်လဲချိုးဆူလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့ဆံပြိုကန်းပြိုနိုင်မိသားမဲကြတော့မဲခိုးတဲ့ဘဲလေးနဲ့ပြောတယ်သူတို့ကိုယ်တိုင်ကြတော့ဘာတစ်ခုမှကောင်းတာမလို့ဒါကြောင့်စိတ်ကောင်းမရှိရင်ကျင်ပါရဲယူကပွဲကိုလုံးဝစန့်ကျင်တယ်ဆန့်ကျင်လို့ရတဲ့သူအားလုံးလုံးဝဆန့်ကျင်ရမယ်။ Okay ဒီဗီဒီယိုလေးကလည်းဆရာအောင်မြင့်မြန်မာရဲ့ပြည်သူအကျိုးပြုတက်ဆွမ်းသမျှ ဆိုတဲ့တခြင်းလေးကိုမပြိုင်ရဝေးနိုင်ချင်းနေတယ်ပါတီတို့ရဲ့ခွင့်ကောင်းမဲ့ပွဲရဲ့ပြောတော့ဒီမိုကရေစီရဲ့ဟာဟာပေးတော့ဖန်းတယ်ဒွေထိုးမိုင်းတိုင်းခွေတော်မောက်ကချောင်းပါလေကွယ်လူတော်မတိုးကလူရမဝင်နဲ့အာနာရရန်ကွယ်မတူတော်ချင်းရဲ့တင်းလွင့်ကြတော့မယ် ်ချက်တင်မြောက်ထားတယ်ပြည်သူအစိုးရများကိုရဲ့ဖန်တယ်တမရအဖြစ်လူချင်းနဲ့ဆိုပြီးညနေပြောင်းတိုက်ခါတောင်းတယ်မရခဲ့ရဲ့တော့မဲစီမာတဲ့အချောင်းပြပြီးွယ်တခိုးကရဲ့လူပြန်អော်တယ်မနိုင်မချင်းပြိုင်မဲဂျူဂျူလာလေးခွေ ကြံဆက်နဲ့ခွေးကောက်ပွဲကိုလှုပ်မယ်အာနာရှင်မတူတော့အပေါင်းတို့ပြည်သူကစောင့်ရင်းမလုပ်တဲ့ဒါကိုပင်အဆက်မရှိပဲအတင်းကိုခွေးတူပေါက်ကရဲတိုးရံချောင်းနေပါဘူးခွေးဆွဲတိုင်းဥပဒေကိုသူတို့ချိုးဖောက် များတည်ပါれကွယ်ဒီတခါအာနာရရေအခုတက်ဖြစ်ဆိုပါမယ်တန်ငါစင်းမချမ်းပေါ့လို့ခွဲဖြစ်ကြမယ်သတိထားတို့ပြည်သူများရဲ့ဖြစ်နေပြီပဲခွဲကောက်သူခွဲကိုယ်စလေများကို တခွင်းမိဘူးကပါ ုလိထိုးပြီးတာရည်ကျင်တယ်တရားများပါတာမလာချင်းတဲ့တို့ရဲ့တိုင်းရင်ပြေဝါရခွင့်သူချူစင်အောင်လေပြည်သူတို့တွေရေဒီတိုက်ပွဲကိုအဆုံးထိသွားကြမလေးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာအောင်မြေမုံရွာရေးဆက်တီဆိုလိုက်တဲ့တခြင်းတွေကတကယ်အမှုပညာလက်နဲ့ဓာသွားကဒီခွေးယူးတွေအတွက်အမတန်ကြောက်ဖို့ ကောင်းတယ်เนาะဟုတ်ကဲ့ဗျဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့လိုတိုရှင်သတင်းလေးတွေကိုဖတ်ပြပေးရမယ့်အချိန်ရောက်ရှိလို့လာပါပြီမြန်မာနိုင်ငံတဝမ်းအချမ်းဖက်ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်တရာနဲ့ဆက်ရက်ကောင်ကတော့ကျွန်တော်ညီနောင်တွေရဲ့လက်ချက်မှာအစနရှာလို့မတွေ့အောင်တေဆုံးသွားကြောင်းကြားသိရပါတယ်ဗျတရာနဲ့ဆက်ရက်ကောင်ကြီးများတော့ မန္တလေးတိုင်းစင်းကိုင်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်၏အတုယောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ပူးပေါင်းပါဝင်နေသောဖြူစောခွေ9កောင်ကိုအရှင်ဖမ်းမိကလက်ပစ်ဘုံများတိသိရရှိခဲ့ကြောင်းကြောက်စဲခဲရိုင်းအမှတ်နှက်တက်ရင်တက်ခွဲနှက်မှာသတင်းပေးပို့ချက်အရကြားသိရတယ်ဖြူစောခွေ9កောင်ကြီးများတော့ စကိုင်းတိုင်းဆလင်းကြီးမြို့နယ်လက်ပရောင်ကျင်းဒီတောင်စီမံကိန်းလောက်ကင်နေတော်တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းတွင်းရှိစစ်ခွေးတပ်ကို PDF များက short တိုက် drone များဖြင့်ပစ်ခတ်နေပြီးစစ်တပ်ကလည်းကုမ္ပဏီအတွင်းမှ PDF များကိုပြန်လည်ပစ်ခတ်နေကြောင်းတော်လှန်ရေးသတင်းအရင်းမြစ်ကနေပြီးတော့ဒါကြားသိရပြန်လေဗျတရုတ်နယ်ပတ်သက်ပြီးတော့ကျွန်တော်တို့ PDF တွေဘယ်ကောင်းမျက်နှာမှကြည့်စရာမလိုဘူးတိုင်းသားတွေထက်တာတဲ့တစ်ချက်ကအတ္တဘယ်ကောင်းမျက်နှာမှကိုကြည့်စရာမလိုတာလှုပ်ရှားရှိတာ ဖြောင်းဖြောင်းတန်တန်လှုပ်လို့ရတယ်ဂျင်းနဲ့တည်းညီနောင်တွေဟုတ်ကဲ့ဗျာဒီသတင်းဗီဒီယိုလေးကတော့ဟုတ်ကဲ့ဗျာဒီသတင်းဗီဒီယိုလေးကတော့ကလေးဂံကောဖလန်အိုက်တိုက်ပွဲတွေတွင်မှာဘိုးကြီးအဆင့်ပါဝင်စက်ခွေးအကောင်100တောင်းမတာပေါ်ထားတဲ့သတင်းလေးဒါတဲ့ကောင်းတာတော့မရှိတော့ဘူးကဲအဘရေတွားပြီနော်တွားတာမှနည်းနည်းလေးမဟုတ်ဘိုးပူးအဆင့်ပါဝင်အင်အားရာချီမတာပေါ်ကုန်ပြီကဲမောင်းငါဘယ်လိုချက်ကြမလဲအဲ့ဒါဆိုတော့ဟမ် တခါ၄၅၀ရောက်ရောက်၂၀တော့ဆိုရင်တော့လေဒါရောပြီးတော့မိုးရင်းကားတွေဘာတွေချက်ကတာအဆင်ပြေတယ်လေဖုံးကြီးတွေဘာတွေပြင်ရတာလည်းအဆင်ပြေတယ်အဲ့တော့အခုဘုံမူးပါအောင်အင်အားတရာကျော်ဆိုတော့ဘလို့မိုးရင်းကားချက်မလဲအဲ့ဒါစဉ်းစားမလဲစဉ်းစားလို့မရဘူးเนาะချင်းချင်းမှချင်းမှစော်လိုက်တာတဲ့ကဲဆိုတော့ဒီနေ့တော်နိုင်ရေးကကျွန်တော်တို့ပြောသလိုစီးလုံးကြောက်ကိုညီညွတ်ကြောက်ကိုပြောရဲဆိုတာကတော်နိုင်ရေးဘက်ကတစ်ခုပြီးတစ်ခုအနိုင်နေနဲ့တွားနေတဲ့လမ်းကြောင် အရှုံးနေနဲ့တွားနေရတာမဟုတ်ဘူးဒါပေမဲ့အနိုင်နေနဲ့တွားနေတဲ့ဘက်ကသူတစ်ဖွဲ့ငါတစ်ဖွဲ့သူနဲ့ငါနဲ့ညှိလို့မရငါနဲ့သူနဲ့ညှိလို့မရဒါပေမဲ့ခွေးလို့ဝက်လို့ရှုံးပြီးတွဲလို့နွားလို့သွေးနေတဲ့ကောင်တွေဘက်ကတော့တသွေးတတန်တမိန်နဲ့တွားနေတယ်ဒါအောင်ကျွန်တော်တို့တွေအတူယူဖို့ကောင်းတယ်ဘာလို့ဆိုတော့ရန်သူရှိမှလည်းကျွန်တော်တို့အတူယူတင်ယူရမယ့်အချက်လက်တွေရှိမှပဲဟုတ်တယ်မလားခုနကပြောသလိုဟိုဥဆောင်နဲ့တူ လွတ်လွတ်လပ်လပ်ဥဆောင်ဝင်ရှိအောင်အပေါက်အဆမများဖို့ဒါတွေလည်းလိုပါတယ်ဒီလူတွေကိုဥဆောင်ထမ်းခိုင်းတာဆိုဒီလူကိုကျွန်တော်တို့က supporting ပေးရမယ်ဒီလူ supporting မပေးမနဲ့ဒီလူအလုံးလုံးမရအောင်အပေါက်မျိုးစုံနဲ့ပြောနေကြမှာဆိုဘယ်လိုလုပ်လဲဒါတွေလည်းရှိတယ်ဟုတ်တယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေရန်သူရှိမှလည်းအတူယူတည်တဲ့ဟာယူရမယ်အဲ့တော့တည်လေးကိုဖတ်ပြပါမယ်နော်ခွေးတရားကျော်မတာပေါ်တဲ့ခြင်းတိလိုက်စိတ်တော့မကောင်းဘူးစိတ်မကောင်းတယ်မဲ့မတတ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကတည်လေကျွန်တော်တို့ဒီနိုင်ငံသားတွေလာပဲဟုတ်တယ်နော်အဲ့ဒီဘုံမှုပါဝင်အခုတည်ွားတဲ့အင်အားတရာကျော်ဟာပြည်နိုင်ငံသားတွေလေညောင်ပြည်သားတွေပါဟုတ်တယ်နော်ဒီတိုင်းကြီးအာဏာမတိုင်မြဲရင်အဲ့ဒီလူတွေသိမလားအဲ့စစ်သားတွေသိမလားမသိဘူးရှင်းရှင်းလေးအဲ့ဒါတွေအားလုံးလက်တက်တဲ့အခါမလုပ်တယ်ဒီမင်းအောင်လည်းအပါဝင်နော်မတန်မရတိုင်းကြီးအာဏာလှုပ်ဖို့ကြိုးစားတဲ့ကောင်တွေပဲဒီကောင်တွေကြောင့်ဒီစစ်သားတွေရဲတွေတည်ရတာဒါပေမဲ့အဲ့လိုတည်ရလို့တနာ ရမလားဆိုပြန်တော့လေတဏှာဆရာမမရှိတာဒါကြီးကအမှန်တရားမဟုတ်ဘူးဆိုတော့တို့လည်းသိရမယ်လေလူမှန်အားကြီးကိုဒီအမှန်တရားမဟုတ်ဘဲနဲ့တိုင်းပြည်ကိုဥပဒေကိုချိုးဖောက်ပြီးတော့တိုင်းပြည်အာဏာကိုမတရားလွတ်ယူတာငါတို့ကစစ်တပ်ငါတို့ကလက်နက်ရှိတိုင်းလွတ်ယူတယ်ဒီအပေါ်မှာဒီပုံမှုဆိုရင်ဒါမင်းအွန်လိုင်းခိုင်းတဲ့မြောက်ကိုလှုပ်ပြီးတော့အာကျိုးမှန်တဲ့မတရားမှုကိုကျူးလွန်ခဲ့တာအဲ့တော့အဲ့ဒီအာကျိုးမှန်တဲ့မတရားမှုကိုကျူးလွန်ခဲ့တဲ့အကျိုးဆက်ကသူတို့ပြန်ခံရတာပဲအဲ့တော့ဒီလိုလူသားအရင်းမြစ်နေနဲ့ပြည်မယ်ဆိုရင်ကိုယ်နိုင်ငံသားတွေဆုံးရှုံးရတယ် နစ်နာတယ်နှမျိုးကိုကောင်းတယ်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့ပဂတိအရှိတရားကိုကြည့်မယ်ဆိုရင်တနာစရာတကွမှမရှိဘူးနော်ဒါကြီးကမတရားမှုမဟုတ်ဘူးဆိုရုံထွက်လေးတော့အောင်လို့ရှင်းရှင်းလေးထိုင်ယူလို့ရုံထွက်ပဲနဲ့ခိုင်းနှမျှကိုလှုပ်ပြီးတော့ထိခိုက်လာမှကျွန်တော်တို့တနာပါဆိုတော့ဒိတ်ပဲမရှိဘူးအဲ့တော့ခြေပြက်လက်ပြက်ဖြစ်သွားတာကောင်းပြီပဲအရင်ခက်ကဆိုရင်ဘုချုံအောင်စန်းပုံလို့ဒေါအောင်စန်းစုကြည်ပုံလို့ပါလက်ရောင်းလို့ရတယ်စစ်အင်ဂျီဝစ်ပြီးချွေးတော့ပြီးတော့စစ်ပွားလေးနဲ့ဟာတနာပဲကိုမရည်တစ်ခတ်တတ် ဟုတ်လားအော်ဦးလေးဘယ်တော့တာဝန်ထမ်းဆောင်လာလို့စပဲဖြစ်ဗီဇာတွေတနာတယ်ဟောဒီလိုဘောကနော်ဒါပေမဲ့အခုဒီအလွန်ကာလမှာတော်လိုင်းရင်းမှာနော်မင်းအောင်လိုက်ခိုင်းနေမြတိုက်လို့ချောက်ပြက်ခဲ့ရပါလက်ပြက်ခဲ့ရဆိုဘလူတနာမလဲဟမ်ယွာတဲ့ဝင်းတာ ခွင်းနဲ့စူးတိုက်ဆံမထင်ကန်ကောင်းအဲ့ဒါပဲဆက်တွင်းနဲ့ဝိုင်းတွင်းတော်လိုင်းမှာပဲပူပေါင်းတက်တွေနဲ့စစ်တပ်အကြံနိုင်မလားအတွင်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကဗိုလ်မှူးအဆင့်အရာရှိအပါအဝင် တပ်ဖွဲ့ဝင်တရာခန့်ကိုခြေမုံနိုင်ခဲ့ကြောင်းချင်းပြည်ကောင်စီကာကွယ်ဝင်ကြီးဌာနကဒီကနေ့နိုဝင်ဘာလ16ရက်မှာထုတ်ပြန်ပါတယ်ချင်းပြည်ရဲ့အစိုးရကာကွယ်ဝင်ကြီးဌာနအောက်မှာရှိတဲ့ချင်းအမျိုးသားတပ်မတော်နဲ့ဒေသန္တရကာကွယ်ရေးအဖွဲ့တွေပါဝင်ဖွဲ့စည်းထားတဲ့ချင်းလန်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်း1နဲ့စစ်ကြောင်း2တို့ဟာသခိုင်းတိုင်းကလေးမြို့နယ်မကွေးတိုင်းခံကောင်းမြို့နယ်ချင်းပြည်နယ်ဖလန်းမြို့နယ်နဲ့တီးတိမ်မြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်ဇန်နုမလေရင်နဲ့ ဒရုန်းတို့ကိုအားပြုပြီးတိုက်ခိုက်နေတော်လဲချင်းလန်းအစိုးရတပ်ဖွဲ့နှင့်မဟာမိတ်အဖွဲ့များဟာဘုံမှုဘူကြီးအဆင့်အရာရှိများအပါအဝင်အင်အားတရာခန့်ကိုချိန်မုံနိုင်ခဲ့တယ်။စစ်တုံးမန်းချုပ်ကိုဖမ်းဆီးရမိပြီးလက်နက်ခင်းရများလည်းတင်းဆဲနိုင်ခဲ့တယ်လို့ချင်းပြည်အစိုးရတာဝန်ရေးဌာနကထုတ်ပြန်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေကိုအတိပေးထားပါတယ်။အပုံလိုက်ချင်းပြည်အစိုးရစစ်တောင်းတက်ဟာကလေးမြို့နဲ့ဂံကောမြို့အကြားမှာမိတ်ဖက်ဘောက PDF ်အပါဝင်ကြောင်းသားတက်မတော် ABSDF PDF ခရိုင်တက်ရင်းများပကဖများ Your Different Vote YDF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးစစ်တပ်ကိုတိုက်ခိုက်နေတာလို့ပေါ်ပြပါတယ်စစ်ကောင်စီကနိုဝင်ဘာလ6ရက်မှာ Jet Fighter နဲ့၄ကြိမ်နိုဝင်ဘာလ14ရက်မှာ Fighter Jet နဲ့8ကြိမ်ဝိုင်းတွဲနဲ့တကြိမ်၊နိုဝင်ဘာလ15ရက်မှာဖိုက်တာဂျက်နဲ့2ကြိမ်၊နိုဝင်ဘာလ16ရက်မှာဖိုက်တာဂျက်နဲ့2ကြိမ်၊ဝိုင်းတွဲနဲ့ဘုံအလုံး90ခန့် နိုဝင်ဘာလ18ရက်မှာဖိုက်တာချက်နဲ့၄ချက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုရတဲ့ချင်းတီအစိုးရစစ်ကြောင်းနှင့်ဟာလဲဖလန်းမျိုးနဲ့ဝေဘူလမျိုးအကြတီးတိန်မျိုးနဲ့ကုတ်ခိုင်မျိုးအကြမှာစစ်ကောင်စီကိုတိုက်ခိုက်နေတာလို့အတိပေးပါတယ်ဒီလိုတိုက်ခိုက်ရမှာချင်းနေစင်းတဲ့ different foot CMDF ဇွန်လန်အဇွန်ပြည်ရဇွန်လန်စားတဲ့မိတ်ဆက်အဖွဲ့တွေနဲ့လက်တွဲတိုက်ခိုက်နေတာဖြစ်ကြောင်းဖော်ပြပါတယ်အဲ့လိုတိုက်ခိုက်ရမှာစစ်ကောင်စီကနိုဝင်ဘာလ18ရက်နေ့ ဖိုင်တာဂျက်နဲ့နှစ်ချိန်ဝိုင်တွဲနဲ့တစ်ချိန်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်စစ်တပ်ဟာချင်းမိနဲ့ဖလန်းမြို့အပါအဝင်သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့နယ်မြေတွေပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်အင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်သူတို့ထိုးစစ်ဆင်လာတာကိုချင်းပြည်ကောင်စီချင်းမိနဲ့အစိုးရတပ်ဖွဲ့တွေနဲ့ချင်းညီနောင်အဖွဲ့တွေပူးပေါင်းကုကံတိုက်ခိုက်နေတာဖြစ်ပါတယ်စစ်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်မှုကြောင့်တိုင်းငင်လန်းသောဝေဘူလမြို့စတဲ့ဒေသချုပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေက ခိတလက်လုတ်ထဲရတယ်လို့စီရင်သတင်းမြင့်ချို့ကပြောပါတယ်အခုလိုအောင်မြင်မှုရရှိနိုင်တာကတော့ CC ချင်းကြီးကောင်စီပဲဖြစ်ဖြစ် CB ချင်းကြီးအောင်ပဲဖြစ်ဖြစ်ဘုံရန်သူကိုပထမဦးဆုံးပထမဦးစားပေးပြီးအတူတကွစီလုံးကြီးတိုက်ပွဲဝင်တာကြောင့်ဖြစ်ပါတယ်ချင်းကြီးသူအနေနဲ့ဆိုရင်အများကြီးဝမ်းသာပါတယ်ဆက်လက်ဒီပူပေါင်းဆောင်ရွက်ဖို့ကတော့အားပေးတယ်တိုက်တွန်းချင်တယ်လို့ချင်းသတင်းမြင့်သူကချင်းပြည်ချင်းတော်နိုင်ရင်အင်အားစုနှစ်ခုကြားညီညွတ်စွာနဲ့စစ်ကောင်စီကိုတိုက်ခိုက်နေမှုပေါ်သဘောထားပြောပြပါတယ် ချင်းညီနောင်နဲ့ချင်းပြည်ကောင်စီအတူတူပူးပေါင်းဆောင်ရွက်မှုကိုအတူတကပါဝင်ပေးဖို့တတ်နိုင်တဲ့ဘက်ကအားပေးဖို့လိုအပ်ပြီးညီညွတ်ရေးပြည့်ပြားစေတဲ့လှုပ်ဆောင်မှုတွေမလုပ်ဖို့လည်းချင်းတိုင်းရင်းကတိုက်တွန်းထားပါလေ။ကဲဒီမှာပုံထဲမှာတော့အားလုံးတွေ့ရတိုင်းအတူတုံးလက်ဆိုရင်ဒါအ ਨੇ ဆုံးတုံးကောင်ပဲ။နော်စစ်တပ်ထဲမှာအတူကင်ဝင်းရှိတဲ့ဘသူတွေအားလုံးလည်းတိပါလေ။နော်အဲ့တော့အမှလက်နက်တွေခဲရန်တွေကမြင်တဲ့အတိုင်းပဲတောင်းပန်ရပါဘော။နော်အဲ့တော့လက်နက်ခဲရန်တွေရတယ်သူတို့အောင်မြင်မှုရတာနဲ့ကို အခုလို့ဒီချင်းမတူပွဲများနဲ့ဒီချင်းဖွဲ့နှစ်ခုပူးပေါင်းပြီးတော့လုံနိုင်တာကဒါအိမ်မတန်ဝမ်းသာစေကျွန်တော်တို့ပြည်သူအများစုဖြစ်စေချင်တာလေချင်းပြည်သူမှမဟုတ်ဘူးနော်အခုချင်းမှရှိတဲ့အင်အားစုတွေစီစီလုံးလုံးနဲ့ဘုံရန်သူကိုတိုက်တယ်ဆိုတဲ့တည်င်းကိုဝမ်းသာအားရအားပေးထောက်ခံတာဒီချင်းပြည်သူတွေတွေမဟုတ်ပါဘူးတနိုင်ငံလုံးမှာရှိတဲ့တော်လှန်ပြည်သူတွေကအဲ့လိုမျိုးဖြစ်စေချင်တာပါထို့နည်းတူပဲအခြားသောဒေသတွေ အခုမကွေးလို့စကိုင်းလို့ဆိုရင်ဒါဟိုတိုင်းသားနာမည်ကိုအခြေပြုပြီးဖွဲ့စည်းထားတဲ့ပြည်နယ်မဟုတ်တဲ့အတွက်အင်အားစုပေါင်းစုံရှိတယ်မြန်မာဒါဘလို့ဖြစ်ဖြစ်အခုချင်းနာမည်ကိုဖွဲ့စည်းထားတဲ့ချင်းပြည်နယ်မှာဒီလိုမတူတဲ့အဖွဲ့တွေစုစည်းပြီးတော့ဘုံရန်ကျူကိုတိုက်နိုင်တယ်လို့အခြားသောစကိုင်းမကွေးကချင်ရခိုင်မွန်တနင်္သာရီစတဲ့ဖြစ်တနင်္သာရီလုံးမှာရှိနေပြည်နယ်တိုင်းမှာရှိတဲ့အင်အားစုတွေအားလုံးကလည်းအခုပုံစံဖြစ်အောင်လုပ်ရမှာပါ Okay တအူးတစ်ဖွဲ့တည်းစိုက်တဲ့လောက်တိုက်ပါအခုချင်းတိုက်နိုင်တယ်ပေါ့ ရှင်းတဲ့ဘွယ်နဲ့စစ်တပ်ကိုတိုက်လို့မနိုင်မလားတေအောင်တိုက်မနိုင်ဘူးအင်အားအကြီးဆုံးပါလို့ဝဝတဖွဲ့တဲ့စစ်တပ်ကိုခံတိုက်နိုင်မလားမနိုင်ဘူးစစ်ပွဲပြင်ရှေ့ကြပြီးတော့အောက်ကပြည်သူတွေဒုက္ခရောက်တာပဲဖတ်တယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာတက်တလုံးနှစ်ပေါင်း60လောက်ဖြစ်လာတဲ့စစ်ပွဲအမြင့်ကိုပြတ်ချင်ပြီးနောက်တစ်ချိန်မြန်မာပြည်မှာဒီလိုမျိုးလက်နက်ကိုင်စစ်ပွဲတွေဆိုတာမရှိရဘူးအဲ့ဒါတော့မရှိရဖို့အတွက်အားလုံးပူးပေါင်းမှရမှာအဲ့ဒါခင်းနေတယ် အားလုံးမပူပေါင်းတွေ့ဒီတိုင်းပြည်မှာလက်နက်ကင်တွေနဲ့လေပတ်နေမှာပဲအဲ့တော့တတလုံးလက်နက်ကင်ညာချပြီးဒီတော်နိုင်ရေးပေါ်ပေါက်လာတယ်ဒီတော်နိုင်ရေးမှာပြည်သူတွေကတခဲနဲ့အလုံးနဲ့အရင်နဲ့ဝင်းရံကြတယ်အားပေးကြတယ်လက်နက်ကင်တွေလည်းအများပြားပေါ်ပေါက်လာတယ်ဒါမြတ်ဘလောက်ပဲလက်နက်ကင်တွေပေါ်ပေါက်လာပေါ်ပေါက်လာစူးစီးမှုကိုကျွန်တော်တို့ကမလုံနိုင်ဘူးဆိုရင်အလကားပဲဒီတော်နိုင်ရေးရတိုင်းပြည်ပြက်တာပဲအဖတ်တယ်ဒါကြောင့်မလို့ညီညွတ်ကြပါညီညွတ်ကြပါပြောတာအခုဒီစကိုင်းတော့မကွေးတော့ကျွန်တော်တို့ပြောနေတာလေမတိတဲ့ဟို ဘာမှနားမလဲတဲ့ကောင်တွေကဒီကောင်တွေက AUG lobby ပါဆိုပြီးလာဆဲတယ်မဟုတ်ဘူး AUG ကို lobby လုပ်နေတာမဟုတ်ဘူးဥဆောင်မှုအနောက်မှာတခုတည်းညီညွတ်ညွတ်ဖြစ်အောင်ဝိုင်းတိုက်ကြုံတာ AUG ကမဥဆောင်တိုင်းအခု KIA ဥဆောင်တာ KIA အစိုးရဖွဲ့ရှိတယ် KIA အစိုးရဖွဲ့ကတော်လိုင်းအစိုးရတပ်ဦးဖြစ်ဥဆောင်လို့ရတာဒါမှမဟုတ်ရခိုင်အစိုးရဖွဲ့ဟုတ်တော့မရခိုင်မှာလည်းဒါဖွဲ့နေတာပဲအခုလည်းချင်းနဲ့ဖွဲ့နေတာပဲဒီလိုအစိုးရဖွဲ့တွေကပုံရိပ်ဖြစ်ဥဆောင်လာဥဆောင်ရင်အကောင်လုံးပါမလား ဒါတွေကျွန်တော်ပြန်တော့ဘဒူပဲဥဆောင်ဥဆောင်အဓိကအဲ့ဒီဥဆောင်နဲ့တက်ဥအစိုးရရဲ့အနောက်မှာအင်အားစုတွေအားလုံးကညီညွတ်ညွတ်ပါမှဒီပွဲကိုခက်မြက်မြက်ပွဲပြတ်လို့ရတယ်လို့ဒီပွဲကိုလည်းကဘာကအတိမတ်ပြုလို့ရမှာတူတလူငါတမြင့်တူတပေါက်ငါတပေါက်ဖြစ်နေတွေ့ရတော့ကျွန်တော်တို့ဘာမှဖြစ်လာမှာမဟုတ်ဘူးလက်နက်ကင်ပြီးတော့ဘာဖြစ်လဲအာစစ်တိုက်တိုင်းကစားတာပဲဖတ်တယ်မယ်ဘာမှမထူးမှာမဟုတ်ဘူးအဲ့တော့တကယ်တော်လန်ရုပ်အောင်မြင်ခြင်းကြတယ်ဆိုလို့ရှိရင်မန်မာနာတွေရှော့ရမယ်တယောက်ပေါ်တယောက်အနစ်နာခံရမယ်ခက်ကြည့်မှုကိုတိဆောက်ရမယ်စီးလုံးမှုကိုဝိုင်းတိဆောက်ရမယ် အခုဆိုတော့မှကျင်းအင်းအဆင်မှာရှိပါလားအပြည့်စကားတွေမပြောပါနဲ့အခုနော်ဒါမှန်ပါလေကိုကချင်းဖြစ်နေမှာမဟုတ်ဘူးဘာလူမျိုးပဲဖြစ်ဖြစ်ဒီဟာတွေစီးသုံးဖို့အတွက်ကိုဝိုင်းဝင်းရံပေးနိုင်ဝင်းရံမဝင်းရံပေးနိုင်အပြည့်စကားတွေဝင်မပြောချင်ဘူးဟုတ်တယ်မလားနံပါတ်1ကိုလူမျိုးချင်းချင်းစီးလုံးအောင်ပြီးဆောက်ကချင်းမှာဆိုရင်ချင်းအင်အားစုတွေအားလုံးကလက်တီးစုံတို့တခုလည်းဖြစ်ကံရခိုင်မှာဆိုရင်ရခိုင်အင်အားစုတွေအားလုံးလက်တီးစုံတို့ဖြစ်ကံမွန်မှာဆိုရင်မွန်အင်အားစုတွေအားလုံးလက်တီးစုံတို့ဖြစ်ကံ နော်အဲ့လိုပဲဒီအညာဒေတာမှလည်းအညာအင်အားစုတွေလက်တီးစုံလို့ဖြစ်ကြမှာဟောသူ့ဒေတာသူ့ဒေတာလိုက်တာကြစ်လစ်စွာစုစည်းထားနိုင်ပြီဆိုရင်အဲ့ဒီအင်အားစုအလုံးကိုဝက်ကလဲတစ်ခုတည်းသူတို့စုလိုက်ဖို့ဆိုတာလွယ်သွားပြီလွယ်လွယ်လေးဖြစ်သွားပြီအဲ့ဒါဘာမှညှိနှိုင်းပြန်မလို့တော့ဘူးအဲ့တော့အောက်ခြေအစစ်မှတင်ဖောင်ဒေးရှင်းခိုင်ဖို့အတွက်ကဒီနယ်နဲ့တိုင်းမှာရှိတဲ့အင်အားစုတွေအားလုံးကကိုအောင်ချေအစ်စ်မှာကြစ်လက်အောင်အရင်ဝိုင်းလုပ်ကြဖို့ကအင်မတန်အရေးကြီးတယ်။အဲ့လိုမဟုတ်ဘဲနဲ့တရွာလူလေး15ယောက်နဲ့တစ်ဖွဲ့ ။ IAO နာမည်အောက်ထဲလည်းမဝင်ဘူး။အဲလက်ရှိတော်လိုင်းအစိုးရဖြစ်တဲ့ NUG အောက်ထဲလည်းမဝင်ဘူး။နော်။ဘာမှမဝင်ဘူး။လူလေး၁၄ငါးယောက်နဲ့တပွဲနေတယ်။ရက်ွက်ထဲမှာ PDF ဆိုပြီးရှောက်သွားတယ်။မဟုတ်ကဟုတ်ကဟာတွေလုတ်တယ်။စစ်တပ်ကဝင်တိုက်လို့ရှိရင်ရွာသားတွေထားယူထွက်ပြေးသွားတယ်။ဆိုတော့နာမည်ပြတော့ဘာဖြစ်လို့ PDF ဆိုတဲ့နာမည်ပြက်လာ။တကယ်တော့သူတို့ကဒါ PDF မဟုတ်ဘူးနော်။ PDF ဆိုတာတော်လန်ရို့တော်လန်ရို့လုံမ PDF နဲ့မခံလို့ရမှာလက်နက်ကင်တိုင်း PDF မဖြစ်ဘူး ီတဘောတရားတွေကိုနားလည်ဖို့လိုအပ်ပါတယ်အဲ့တော့လက်နက်ကင်ပြီးစစ်တပ်ကိုပြစ်တာဒီတော်နိုင်ရေးမဟုတ်ဘူးလက်နက်ကင်ပြီးစစ်တပ်ကိုပြစ်တိုင်းတော်နိုင်ရေးမဟုတ်ဘူးနော်လက်နက်ကင်ပြီးစစ်တပ်ကိုပြစ်နေပြီမဲ့တော်နိုင်ရေးကိုတော်နိုင်ရေးနဲ့တူအောင်ရှောက်လန်းနိုင်မှာတော်နိုင်ရေးဖြစ်မှာဒါကိုအားလုံးဒီလူဆိုင်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဆိုရင်လေအပြစ်စကားကိုဘယ်နှခါပြောတာမြင်ဘူးလဲနော်ဟိုတော့ဟိုထိတ်လောက်တကောင်ကျွန်တော်လာဆဲလို့လားတူရင်ကျွန်တော်လာဆဲလို့ကျွန်တော်ပြန်ပြောရတယ်ကျွန်တော်တော်နိုင်ဖက်အချမ်းကတူတယ်ဘယ်သူ့ပုံမှာ မပြောဘူးကျွန်တော်ဘာဖြစ်လို့ပြောရမယ်လို့မဟုတ်ကျွန်တော်တို့ကျွန်တော်တို့ပြောရင်အင်အားတွေဘာဖြစ်လဲကျွန်တော်အားပေးတဲ့ပိတ်သက်ရှိမယ်အခြားလူလူတယောက်အဖွဲ့အစည်းတစ်ခုဆိုလဲအဲ့လူတယောက်အဖွဲ့အစည်းတစ်ခုအားပေးတဲ့ပိတ်သက်ရှိကျွန်တော်ကိုယ်တိုင်ကပြောလိုက်မယ်ဆိုရင်ဘာဖြစ်လဲအနောက်မှာပါတဲ့ပိတ်သက်ပိတ်သက်တွေအစင်ပွားစင်ပွားနဲ့ဘလောက်တွေးကွဲဝါမလဲဒါကြောင့်မို့လို့အချင်းကိုထွက်ပြီးတော့ဥဆောင်နေတဲ့နေရာမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ပါဝင်နေတဲ့လူတွေဟာအပြည့်စကားကိုလုံးဝပြောလို့မရဘူးအဲ့ရန်သူနဲ့ပတ်သက်လာရင်တော့ပြက်ပြက်တာတာရှိဖို့လိုအပ်တယ် ော်အချင်းချင်းချာမှရန်သူကိုတိုက်နေပြီဆိုတော့ဒါအချင်းချင်းပဲဒါဒီသဘောတရားတွေကိုနားလည်ဖို့လိုတယ်အဲ့တော့ကျွန်တော်ရန်သူဘက်အချမ်းအလွယ်လို့ကိုယ့်အချင်းချင်းဘက်ကိုပြောတာမြင်မှုကြတာကျွန်တော်မပြောဘူးအဲ့မလွှဲတာဘူးကိုယ့်ကိုလုံးဝလာတိုက်ခိုက်ပြီးလာစော်ကားပြီးရှောင်လို့မရတော့ဘူးဆိုရင်ပြန်စော်တာ ပြီးတဲ့ကျွန်တော်ဘက်ကဘယ်သူ့ကိုမှတွားတိုက်ခိုက်တယ်ဆိုတာမရှိဘူးအဲ့ဘုဘချမ်းကောင်းနေတဲ့ပတ်တိုင်တော့လာခဲ့အချိန်မျိုးပဲတရင်တို့အဲ့နေလာနှုတ်ကိုစီကိုစီကိုခွေးပါပြီထအဆဲဝင်ဝင်မလေးဘူးအဲ့ကျွန်တော်ရဲ့ခံယူချက်ပဲဒါကြောင့်မလို့အခြားတော့တိုင်းရင်းသားလူမျိုးပေါင်းစုံကိုကျွန်တော်ပြောချင်တာညီကိုတို့မိတ်ဆွေတို့ကဘယ်ဘက်ကလဲစစ်တပ်ကိုလက်ခံတဲ့ဘက်ကအဲ့ဒါဆိုမပြောဘူးကွာမင်းတို့စကားတည်းထက်မပြောဘူးအဲ့ဒါမှဒီအာနာတိန်ရတဲ့စစ်တပ်ကိုစန့်ချင်ပြီးတော့ကိုဒေတာကိုလူမျိုးလွတ်မြောက်ရေးအတွက်လုပ်နေတဲ့သူတွေအဲ့ဒါဆိုရင်ခမည်းကကျွန်တော်တို့နဲ့ တွေးတော့ညီကိုပဲမင်းရဲ့အတက်အန္တရာယ်မင်းလုံကြုံရေးတော့ငါတို့ကြုံရင်ကာကွယ်ပေးရတယ်လို့ငါရဲ့အတက်အန္တရာယ်ငါလုံကြုံရေးတော့မင်းတို့ကြုံရင်ကာကွယ်ပေးရမယ်အဲ့ဒီစိတ်ကိုကျွန်တော်လူတိုင်းထားနိုင်ရမယ်ဒါဆိုရင်ကျွန်တော်တော်နိုင်ရင်မနိုင်စရာအကြောင်းမရှိဘူးဗျာမြေကြီးနဲ့လက်နဲ့ပေါက်ရင်လွှဲရင်လွှဲသွားလိမ့်မယ်နော်အဲ့ဒါလို့လားစူးစီးညီညွတ်နိုင်ဟဲ့ဒီတော်နိုင်ရင်မနိုင်စရာအကြောင်းမရှိဘူးရှင်းရှင်းလေးဒီသဘောတရားတွေကိုအာလုံးတီးဖို့လိုတယ်အဲ့ဒါဆိုရင်အပြစ်စကားတွေပြောကြမှာလည်းဆိုင်ညီညွတ်ရေးစကားစီးလုံးစကားကိုများများပြောပြကြပါလို့ အပြူရောဆောင်ပြီးကျွန်တော်အားလုံးတိုက်တွန်းပါမယ်။ Okay ကိုစီအထူးပဲဂျေဇုတင်ပါတယ်ကျွန်တော်မိသားစုတွေသဘောတရားလေးကိုနားလည်ပါပါ။တော်လိုင်းရေးတက်ဖွဲ့ရအကြီးပိုင်းတွေရောပြောသွားရဲ့စကားလေးတွေကိုနားလည်ပါပါ။ကျွန်တော်တို့စီးလုံးမှုမရှိဘဲနဲ့ဒီပွဲကဘယ်လုံးမှ အောင်နိုင်စရာအကြောင်းမရှိဘူးအဲရှေ့ရတရာကြော်တည်သွားတဲ့အတွက်တော့ဝမ်းသာတယ်သို့တော့ရှေ့လျှောက်စက်တိုက်စက်တိုက်ဒီလိုမျိုးဆော်နေအောင်ကျွန်တော်တို့ဒီစီစီလုံးလုံးချစ်ချစ်လက်လက်နဲ့တယောက်ထဲနဲ့လက်သီးချစ်တရာထိုးတာတဲ့တယောက်တစ်ချက်အယောက်ပေါင်းသိန်းသန်းမကထိုးရင်ဒီကောင်းနေပို့ပြီးအထိနာမယ်ဆိုတဲ့သဘောတရားလေးကိုနားလည်ချပဲနားလည်ထားကြပါလို့ပြောရင်လည်းကျေးဇူးတင်တယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့